မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မန်စီမြို့နယ်မိုးပေါင်မြို့တို့ကို KIA ဥဆောင်တဲ့ပူပေါင်းတပ်တွေကတိုက်ခိုက်ထိန်းချုပ်လိုက်ပြီးကြံရှိနေတဲ့စစ်တပ်တပ်ရင်းတွေကိုဆက်လက်တိုက်ခိုက်နေပါတယ်ရာရောမြို့စခတာတဆယ်တပ်အတွဲသနက်ပြည့်လေ့ကျင့်နေတဲ့စစ်ကောင်စီတပ်သားတွေကို drone နဲ့ဘုံကျဲတိုက်ခိုက်မှုစစ်နေဦးပြင်းထန်တဲ့အရရဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ဘောက်ကတော့ကချင်ပြည်နယ်မန်စီမြို့ကို KIA ပူးပေါင်းတပ်တွေကတိုက်ခတ်သိမ်းပိုက်လိုက်တယ်လို့ KIA စေတရင်းမြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်ယမန်နေ့မေလ17ရက်နေ့ညနေပိုင်းအချိန်မှာမန်စီမြို့ကို KIA ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခတ်သိမ်းပိုက်လိုက်တာဖြစ်ပြီးမြို့အတွင်းမှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုကိုဆက်လက်တိုက်ခတ်နေတယ်လို့ KIA စေတရင်းမြစ်ကပြောပြပါရယ်မေလ12ရက်နေ့မှာစစ်ကောင်စီတပ်တွေဟာမန်စီမြို့အတွင်းခေါင်းပြီး KIA ဥဆောင်တဲ့တော်လှန် န်းတပ်တွေကိုတိုက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်တွေအားလုံးကိုမန်စီမြို့အတွင်းကနေဖေရှားနိုင်ခဲ့တာဖြစ်ပြီးမြို့တစ်ခုလုံးကိုထိန်းချုပ်လိုက်တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။လက်ရှိမှာမန်စီမြို့အပြင်ဘက်ကခမရ611နဲ့ခမရ319တပ်ရင်းစခန်းတစ်ခုကို KIA ဥဆောင်တဲ့တော်လိုင်းတွေကဆက်လက်တိုက်ခိုက်နေဆဲဖြစ်တယ်လို့လည်းသိရှိရပါတယ်။အလားတူကချင်းပြည်နယ်မိုးမောင်မြို့ကိုလည်း KIA ဥဆောင်တဲ့တော်လိုင်းတွေကမေလ၈ရက်နေ့ကလေးကထိန်းချုပ်လိုက်တာဖြစ်ပြီးမြို့ပြင်ကမိုးမောင်မြို့ဆောင်တက်ခမရ430ခွန်စကန်ကို KIA ကဆက်လက်ထိုးစစ်ဆင်တိုက်ခတ်နေတဲ့အတွက်ကြောင့်တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုတွေပါဇက်တိုက်လှုပ်ဆောင်နေတယ်လို့လည်းသိရပါတယ်ရှင်။ န်ကုန်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ရန်ကုန်မြို့လှန်တာမြို့နယ်မှာအကြမ်းဖက်စစ်တပ်တွေအလုလုပေးနေတယ်။6ရက်ကွယ်စိန်မှုအောင်ကျော်ထူးပြစ်ခတ်ခံရပြီးသေဆုံးသွားတယ်လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။မေလ17ရက်နေ့မွန်းလွဲ့နေ့မှာလှန်တာမြို့နယ်6ရက်ကွယ်စိန်မှုအောင်ကျော်ထူးခေါ်အညာသားကိုအမည်မသိတဲ့တနက်သမားတွေကစောင့်လို့ရမှတ်တိုင်အနီးမှာပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာဝမ်ဘတ်ကိုတနက်နှစ်ချက်ကြီထိမှန်ခဲ့ပြီး ွဲချင်းပြီးတည်ဆုံသွားခဲ့လို့လည်းသိရှိရပါတယ်။တည်ဆုံသွားတဲ့6ရက်ကွယ်စေမှုအောင်ကျော်ထုဟာ2022ခုနှစ်ကလေးကစတင်ပြီး6ရက်ကွက်ကအကျန်းဖက်စစ်တပ်တောက်တန်ရိုင်းမှုနောက်လိုက်စေမှုဖြစ်လောက်ကန်ခဲ့တာဖြစ်ပြီးဆန္ဒပြလူငယ်တွေရဲ့သတင်းတွေကိုစုံစမ်းကစစ်တပ်ကိုသတင်းပေးတာသူကိုယ်တိုင်ဝင်ရောက်ဖမ်းဆီးပေးတာလှိုင်းတရာမြို့နယ်ဆန္ဒပြခေါင်းဆောင်ပရိုက်တာကိုသားစော်ကိုဖမ်းဆီးရမိတဲ့ဖြစ်စဉ်မှလည်း အောင်ကျော်ထူးခေါ်အညာသားရဲ့တရင်ပေးပို့မှုကြောင့်ဖန်ဆီးခံခဲ့ရတာဖြစ်တယ်လို့လည်းဒေတာနေပြည်သူတို့ကရှင်းပြပါရရှင်ဒီတစ်ခါမှာတော့မင်းအွန်လိုင်းကိုဖျောက်ချရန်ကြံစီမှုနဲ့ဖန်ဆီးစစ်ဆေးခံနေရတဲ့ဒုတိယဗိုလ်ချုပ်ကြီးညိုစောဟာ နေပြည်တော်မှာအခုရပိုင်းပြုလုပ်တဲ့စာဖတ်အရှိန်မြင့်တရေအခမ်းအနားနဲ့မင်းအောင်လှိုင်ရဲ့တိုင်းတုံခီးစဉ်တို့မှာပွဲထွက်ပြလာတာကိုစစ်ကောင်စီပိုင်းဝါရပြန့်သတင်းမီဒီယာတွေကသတင်းထုတ်ပြန်ထားပါတယ်။အကြက်ဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဖြုတ်ချဖို့ကြံစီမှုနောက်ဆက်တွဲဖြစ်မင်းအောင်လှိုင်ရဲ့အကြံပေးဒုဗိုလ်ချုပ်ကြီးညိုစောကိုစစ်ကောင်စီကဧပြီလ17ရက်နေ့မှာဖမ်းဆီးစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဖမ်းဆီးစစ်ဆေးခံရပြီးရဲ့နောက်မှာတလအကြာမှာနေပြည်တော်ကအခမ်းအနားနဲ့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ်ကျိုင်းတုံခီးစစ်မှာပြန်လည်ပွတ်တက်လာတာလည်းဖြစ်ပါတယ်။စစ်ကောင်စီကလယ်ဆယ်ဝန်ကြီးဟောင်းမြင့်လိုင်ကိုဧပြီလ9ရက်နေ့မှာအကြမ်းမှုနဲ့အမှုဖွင့်စစ်ဆေးပြီးတဲ့နောက်မှာနောက်ဆက်တွဲဖြစ်ဧပြီလ17ရက်နေ့ည9:15မိနစ်မှာဒုဗိုလ်ချုပ်ကြီးညိုစောနဲ့ဒုဗိုလ်ချုပ်ကြီးဟောင်းအောင်စိုးတို့ကိုနောက်ဆက်တွဲဖန်စီစစ်ဆေးမှုတွေလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒုဗိုလ်ချုပ်ကြီးညိုစောမှာစစ်ကောင်ဆောင်မင်းအောင်လိုင်နဲ့တူလူမြင်ကွင်းမှာပွတ်တက်လာပေမဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်းအောင်စိုးနဲ့လယ်ဆယ်ဝန်ကြီးဟောင်းမြင့်လိုင်တို့ကို ပြန်လည်လွတ်ပေးခြင်းရှိမရှိကိုတော့မသိရှိရသေးပါဘူးဒုတိယဗိုလ်ချုပ်ကြီးညိုစောဟာစစ်တပ်ကတော်အမှတ်စဉ်23ကြောင်းစင်ဖြစ်ပြီးတောင်ပိုင်းတိုင်းစစ်တနာကျုံနဲ့အလဲပိုင်းတိုင်းစစ်တနာကျုံတို့မှာလည်းတိုင်းမှုတာဝန်တွေကိုထမ်းဆောင်ခဲ့တာဖြစ်ပြီးစစ်ထောက်ချုပ်ပြည်2014ခုနှစ်ကနေ2020ခုနှစ်ဧပြီလအထိတောင်ဝထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါအပြင်မြန်မာစီပါရီကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌဖြစ်တောင်ဝထမ်းဆောင်နေပြီးစစ်တပ်ပိုင်းအင်ဝပိုင်းရဲ့ဥက္ကဋ္ဌဖြစ်လည်းတောင်ဝထမ်းဆောင်နေသလိုစစ်ကောင်းဆောင်ရဲ့အထူးအကြံပ ပေးပုံကိုတိုးလဲဖြစ်ပါရဲ့ရှင်ဒီတစ်ခါမှာတော့ အရှိလေပိုင်းတိုင်းဒေတာပလက်စတိုင်းကိုကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်အပြည့်အဝပါဝင်ခွင့်ပြုရေးနဲ့အတိမတ်ပြုလက်ခံရေးကုလသမဂ္ဂအထွေထွေညီလာခံရဲ့မဲခွဲဆုံးဖြတ်မှုမှာမြန်မာနိုင်ငံကိုစားပြုပြီး NUG တာဝန်ကြီးဦးကျော်မိုးထွန်းကထောက်ခံမဲပေးခဲ့လို့သိရှိရပါတယ်။မေလ10ရက်နေ့ကုလသမဂ္ဂအထွေထွေညီလာခံရဲ့မဲခွဲဆုံးဖြတ်မှုမှာပါလက်စတိုင်းကိုကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်အတိမတ်ပြုရေးအဆိုပြုချက်ကိုနိုင်ငံပေါင်း143နိုင်ငံကထောက်ခံမဲပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ပါလက်စတိုင်းကိုကုလသမဂ္ဂ ကအဖွဲ့ဝင်ဖြစ်အပြည့်အဝအတိမတ်ပြုရေးဆိုအနိုင်ရရှိပြီးတဲ့နောက်မှာပါလက်ဆိုင်ကို194ခုမြောက်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအဖြစ်အတိမတ်ပြုရေးပြန်လည်သုံးသပ်ဖို့လုံခြုံရေးကောင်စီစီကိုကုလသမဂ္ဂအထွေထွေညီလာခံကတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။ပါလက်ဆိုင်ကိုကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်အပြည့်အဝအတိမတ်ပြုရေးမဲခွဲဆုံးဖြတ်ရမှာထောက်ခံခဲ့တဲ့နိုင်ငံပေါင်း143နိုင်ငံမှာမြန်မာနိုင်ငံကလည်းထောက်ခံတဲ့နိုင်ငံအဖြစ်ပါဝင်ခဲ့လို့သိရပါတယ်ရှင်။ မကွေးရသတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ မကွေးတိုင်းပခုတ်ကူမြို့နယ်ကအကြက်ဖက်စစ်တပ်ရဲ့ jet tow scan နဲ့စစ်ကြောင်းကို drone နဲ့ဘုံးကျဲတိုက်ခတ်ခဲ့ရမှာစစ်သားကိုတေသွားလို့ဂျုတ်ကပျောက် जा တပ်ဖွဲ့ M1G ကတာဝန်ရှိသူတို့ကပြပြပါရယ်မေလ17ရက်နေ့မှာပခုတ်ကူမြို့နယ်ကအကြက်ဖက်စစ်တပ်ရဲ့ jet tow scan ကိုတော်လန်တပ်ဖွဲ့တွေက drone နဲ့၄ချိန်ဘုံးကျဲတိုက်ခတ်ရမှာစစ်သား6ဦးတေသွားတာလည်းဖြစ်ပါရယ်မေလ17ရက်နေ့ကရေကြီးရွာနဲ့ချိုင်းရွာကိုအင်အား80နဲ့စစ်ကြောင်းထိုးလာတဲ့အကြက်ဖက်တပ်သားတွေဟာ ခြံရွာကိုရောက်ရှိလာစဉ်တွင်တော်လန်တပ်ဖွဲ့တွေကဒရုန်းနဲ့ဘုံဒီလေးလုံးကိုကျဲချတိုက်ခတ်ခဲ့ရမှာစစ်သားပုံသေးသွားတယ်လို့လည်းသိရှိရပါတယ်။အကြက်ဘက်စစ်ကြောင်းဟာကြက်ထိုးစကန်ကိုရိတ်ခါပို့ဖို့ရောက်ရှိလာတာဖြစ်ပြီးရေကြီးရွာနဲ့ခြံရွာက ပြည်သူ30ခန့်ကိုလည်းဖမ်းဆီးကာကြက်ထိုးစကန်ကိုဆိုင်ကနဲ့ရိတ်ခါတွေပို့ဆောင်ခိုင်းတာလည်းဖြစ်ပါတယ်။ဒါအပြင်အကြက်ဘက်စစ်ကြောင်းဟာခြံရွာတင်းကပြည်သူဝိုင်းပစ္စည်းတွေကိုမှွေနောက်ခိုးယူသွားတယ်လို့လည်းသိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့စကိုင်းတန်းအရာတော်မျိုးဆက်ခတ်တာ30တက်တွင်တနက်ပြစ်လေ့ကျင့်နေတဲ့စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့ရမှာစစ်နဲ့ဦးဟာပြင်းထန်ဒဏ်ရာရှိခဲ့လို့ BGS Drone Force အဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရယ်မေလ10ရက်နေ့မွန်လွယ်နှစ်နိုင်ခွဲလောက်မှာအရာတော်မျိုးကအကြမ်းဖက်စစ်တပ်ရဲ့အမှတ်30စစ်အခြေခံပညာသင်တန်းကျောင်းတွင်တနက်ပြစ်လေ့ကျင့်နေတဲ့အကြမ်းဖက်တပ်သားတွေကိုဒရုန်းနဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အဲဒီတက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ရဲ့တနက် န်တာ12ဦးဟာထိခိုက်ဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီးသေဆုံးမှုရှိရှိကိုတော့ဆက်လက်စုံစမ်းနေသေးဖြစ်တယ်လို့လည်းသိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခက်တဲ့ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါရှင်။ကျမများပါ။